အားလုံးပဲမင်္ဂလာပါခင်ဗျာ app 35 lightning 2ကခင်မီစီးရေးလေကြောင်းနည်းပညာရဲ့အောင်မြင်မှုကိုကိုစားပြုတဲ့တိုက်လေယာဉ်တစ်စင်းဖြစ်ပြီးအခုလက်ရှိမှာထုတ်လုပ်ထားတဲ့တိုက်လေယာဉ်တွေထဲမှာအဆင်မြင့်ဆုံးနဲ့စွမ်းထက်ဆုံးလေယာဉ်တွေကတစ်စင်းဆိုတာညင်းလို့မရပါဘူး lockheed martin ကနေထုတ်လုပ်ထားတဲ့ဒီ5 generation စစ်လေယာဉ်မှာစွဲစုံအသုံးဝင်တာတွေခြေရာဖြောင်းနိုင်တာတွေနဲ့ထူးခြားတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုပေါင်းစပ်ထားပါတယ်ဒီလေယာဉ်ကိုခေတ်သစ်စစ်မြေပြင်တွေရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့ဒီဇိုင်းဆွဲထားပြီး စီရေးအခြေအနေမျိုးမျိုးမှာအသုံးပြုနိုင်ဖို့တိစောက်ထားတာဖြစ်ပါတယ် F35 ကိုစစ်ဖက်ဆိုင်ရာဖွဲ့စည်းတွေရဲ့လိုအပ်ချက်တွေအရမတူညီတဲ့ပုံစံသုံးမျိုးရရှိနိုင်ပါတယ် F35A ကိုပုံမှန်ပြန်တန်းခြင်းနဲ့ဆင်းသက်ခြင်းတို့ကဒီဇိုင်းထုတ်ထားတာဖြစ်ပြီး F35B ကိုတော့တိုတောင်းနဲ့ပဲ့ထောင်ခြင်း downlight ဆင်းသက်နိုင်ခြင်းနဲ့ STOV ရဲ့လုပ်ငန်းစဉ်တွေအတွက်အထူးပြုထုတ်ထားပါတယ် F35C ကိုတော့တင်မောဘော်ကလုပ်ငန်းဆောင်တာတွေအတွက်အထူးတိစောက်ထားပါတယ်ဒီလိုလက်ရောညီတွေရှိတာကြောင့် F35 ကိုစစ်မြေပြင်မျိုးမျိုးမှာအသုံးပြုလို့ရပြီး မေကန်နဲ့မာမိတ်နိုင်ငံတွေရဲ့ခေတ်သစ်လီဒါအတွက်အဓိကကြတဲ့လေရင်တစ်စင်းဖြစ်လာပါတယ် F35 ရဲ့ခြေရာဖြောင်းနိုင်တဲ့စွမ်းရည်ကအခြားလေရင်တွေနဲ့ကွဲပြားပြီးတော့စစ်မြေပြင်မှာဆိုရင်တိတိတတ်တာကိုအသာစီးရစီမှာဖြစ်ပါတယ်သူ့ရဲ့ထူးခြားတဲ့ဒီဇိုင်းနဲ့အစ်စ်မြေရေဒါလိုင်းစုပ်ယူနိုင်တဲ့ပစ္စည်းတွေကြောင့်ရေဒါလိုင်းနဲ့ခြေရာခံနိုင်တာကိုတိတိတတ်တာရှော့ချပေးနိုင်ပြီးရန်သူရဲ့ခြေရာခံစနစ်တွေကနေလုံးဝနှီးပါမြင်နိုင်မှာမဟုတ်တော့ပါဘူးဒီထူးခြားချက်ကရန်သူရဲ့ခင်မီလေးကြောင့်ကာကွယ်ရေးစနစ်နဲ့ကာကွယ်ရေးအထက်ထက်ရှိတဲ့ပတ်ဝန်းကျင်မှာ စစ်စင်ရေးလုပ်တဲ့အခါရေးကြီးတဲ့စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။အက်တာရီဘိုက်ကရေဒါနဲ့ခြေရာခံနိုင်စွမ်းကိုရှောင်ရှားနိုင်တာကြောင့်သူ့ရဲ့ရှင်သန်နိုင်စွမ်းကိုတေချာစေပြီးရန်သူရဲ့လေကြောင်းနယ်မြေတွင်းကိုမတိမတာထိုးပေါက်ဝင်ရောက်နိုင်စေမှာပါ။ဒီလိုခြေရာဖြောင်းနိုင်တဲ့အဆင့်ကကင်းတောက်မီရှင်တွေမှာသူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုမြင့်တင်ပေးတဲ့ပြင်ရန်သူကိုတတိမထားမိစေပဲတိကျတဲ့တိုက်ခိုက်မှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။ App 35ရဲ့ထူးခြားတဲ့ future တွေကတခုကသူ့ရဲ့အစစ်မြင့်လေရင်ထိမ့်ချုပ်စနစ်နဲ့အာယုံခံကိရိယာတွေဖြစ်ပြီး ဒါတွေကလေရင်မှုကိုစိတ်မြေပြင်ရဲ့အခြေအနေကိုအချိန်နဲ့တပြေးညီသိရှိစေနိုင်မှာပါ။ sensor fusion နည်းပညာကိုသုံးထားတာကြောင့်အစစ်မြေအာယုံခံကရိယာတွေက data တွေကိုပေါင်းစပ်ပေးပြီးအချိန်နဲ့တပြေးညီစိတ်မြေပြင်ကပုံရိပ်တွေကိုဖန်တီးပေးနိုင်ပါတယ်။ဒါ့အပြင်ဒီစနစ်ကြောင့်လေရင်မှုရဲ့ခေါင်းပေါ်မှာတပ်ဆင်ထားတဲ့မျက်နှာပြင်စနစ် HMDS ကရင်းရဲ့ပတ်ပတ်လေးမှာရှိနေတဲ့ကင်မရာတွေကနေတဆင့်လေရင်ရဲ့ပတ်ဝန်းကျင်ကို360ဒီဂရီမြင်နိုင်စေပြီးဒီလိုအခြေအနေတွေကိုဂရုတစိုက်ရှိတာကြောင့် F35 လေယာဉ်မှူးတွေအနေနဲ့ချင်းချောက်မှုတွေအန္တရာယ်တွေကိုမြန်မြန်ဆန်ဆန်သိရှိနိုင်ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ။ F35 မှာထည့်ထားတဲ့ Brand Winnie F135 engine ကအန်ဝန်ဆရာကောင်းတဲ့စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပါတယ်။ဒီ engine ကတွန်းကန်အား4300ပေါင်အထိထုတ်ပေးပြီးလေယာဉ်ကိုအတန်တက်1.6ဆမြန်နှုန်းဖြင့်ပြန်တန်းစေနိုင်ပါတယ်။ ဒီအင်ဂျင်ကအမြန်တော့မြင့်မို့တင်မဲ့ဒီဇိုင်းဆွဲထားတာမဟုတ်ပါဘူး။လောင်စာစွမ်းအင်ကိုလည်းထိရောက်စွာအသုံးပြုနိုင်ပြီးလေယာဉ်ကိုခဏခဏလောင်စာဖြည့်စရာမလိုပဲဝေးလံတဲ့ခီးတွေကိုပြန်တန်းစီနိုင်မှာဖြစ်ပါတယ်။ F35B မျိုးကွဲမှာဒေါင်လိုက်ဆင်းသက်ခြင်းနဲ့မြန်မြန်ဆန်ဆန်လေးပေါ်တက်နိုင်တာတွေကိုပြုလုပ်ပေးနိုင်တဲ့ထူးခြားတဲ့စနစ်တစ်ခုပါပြီးဒီစနစ်ကနေရာကန့်သက်ရှိတဲ့တင်မောတွေဘောကနေဒါမှမဟုတ်ရှေ့တန်းစကန်တွေမှာလုံဆောင်တဲ့စစ်ဆင်ရေးတွေအတွက်အရေးကြီးပါတယ်။ F35 ရဲ့လက်နက်တပ်ဆင်နိုင်စွမ်းမှလည်းလက်နက်တော်တော်များများကိုတည်ဆောင်ထားနိုင်ပါတယ်။ အဲ့ထက်မှဆိုရင်ပြစ်မှတ်တိကျတဲ့လက်နက်တွေလေရင်ဖြတ်ဒုံးကျည်တွေနဲ့အစစ်မြေဘုံတွေပါဝင်ပါတယ်လေရင်ရဲ့အတွင်းပိုင်းမှာလက်နက်တက်ဆင်နိုင်တာကြောင့်တာဝန်ချိန်အတွင်းမှာလေရင်ခြေရာဖြောင်းနိုင်စွမ်းကိုထိမ့်ပေးထားနိုင်ပြီးခြေရာဖြောက်ဖို့တိတ်မလို့တဲ့အချိန်မှာတော့အပြင်ပိုင်းမှာလည်းလက်နက်တွေကိုတက်ဆင်နိုင်ပါတယ် F35 ရဲ့ electronic လုံးဆောင်နိုင်စွမ်းတွေကလည်းသူ့ရဲ့ရှင်သန်နိုင်စွမ်းနဲ့ထိရောက်မှုကိုပိုပြီးမြင့်တင်ပေးနိုင်ပါတယ်သူ့ရဲ့အစစ်မြေစနစ်တွေကြောင့်ရန်သူရဲ့ရေဒါ line တွေကိုနှောက်ယှက်တာတွေစက်သွေးကြီးကိုအနှောက်ယှက်ပေးခြင်းနဲ့ ဒုံးကျည်လမ်းညွန်စနစ်တွေကိုဖျက်ဆီးတာတွေကိုပါပြုလုပ်နိုင်ပါတယ်ဒီလိုလှုပ်ဆောင်နိုင်တဲ့စနစ်ကရန်သူတွေဘက်ကနေဝင်လာနိုင်တဲ့အန္တရာယ်တွေကိုပြန်လည်တုံ့ပြန်ဖို့အတွက်အဆင့်မြင့်တဲ့ electronic လက်နက်စနစ်တွေကိုဖြန့်ကျက်ထားတဲ့နေရာတွေမှာအရေးပါလာပါတယ်ဒီလိုအဆင့်မြင့်တဲ့လှုပ်ဆောင်နိုင်စွမ်းတွေရှိနေရကြောင်း F35 ကအန္တရာယ်များဆုံးနေရာတွေမှာတောင်သူ့ရဲ့တာဝန်တွေကိုယုံကြည်မှုရှိရှိလှုပ်ဆောင်နိုင်ပါတယ်အဲ့ဓာရီပြင် F35 ကအချက်လက်မျှဝေဖို့အတွက် data hub တစ်ခုပြည့်လုံဆောင်နိုင်တာကခေတ်သစ်တိုက်ပွဲတွေအတွက်အပြောင်းအလဲတစ်ခုပါပဲ ူကတခြားလေရင်တွေမြေပြင်တပ်ဖွဲ့တွေနဲ့စစ်ဌာနချုပ်တွေစီကအချက်လက်တွေကိုအချိန်နဲ့တပြေးညီမျှဝေပေးနိုင်ပြီးသက်သွေကွန်ရက်တစ်ခုကိုဖန်တီးထားနိုင်ပါတယ်။ဒီလိုဆက်သွယ်မှုကအနီးနားကတပ်တွေရဲ့ထိရောက်မှုကိုတိုးစီရုံနဲ့မကမထင်ထားတဲ့အခြေအနေတွေမှာညှိနှိုင်းဆောင်ရွက်နိုင်ဖို့လည်းကူညီပေးပါတယ်။ F35 ရဲ့လေရင်ရှီကန်းကလည်းဤပညာတီထွင်စမ်းသပ်မှုရဲ့နောက်ထပ်ပြရုပ်တစ်ခုပါပဲ။ဒီမှာဆိုရင်စက်တင်တစ်ခုလုံးကပိုပြီး300အောင်အဆင်ပြေတဲ့ digital touch screen ဖြစ်ပြီးလေရင်မှုကလည်းယင်တစ်ခုလုံးကိုချောချောမွေ့မွေ့ထိန်းချုပ်စေနိုင်ပါပါ။ မြင်ကွင်းချက် display ကြောင့်အရေးကြီးတဲ့သတင်းချက်လက်တွေကအများတန်းပိုင်းလို့ရဲ့မြင်ကွင်းထဲမှာပဲရှိနေမှာဖြစ်ပါတယ်။ပိုင်းလို့တွေကိုလည်းလင်းရဲစနစ်တွေကိုထိန်းချုပ်နေဖို့ထက်သူတို့ရဲ့တာဝန်ပြီးမြောက်မှုပေါ်အာရုံစိုက်နိုင်ဖို့အတွက်ပစ္စည်းကိရိယာတွေကိုတက်ဆင်ပေးထားတာကြောင့်လုပ်ငန်းဆောင်ရွက်နိုင်စွမ်းကိုမြင့်တင်ပေးနိုင်ပါတယ်။ App 35ရဲ့ပိုင်းလို့လေ့ကျင့်ရေးအစီအစဉ်တွေကလည်းလင်းရဲနောက်ဆုံးပေါ်ဒီဇိုင်းကိုထင်ဟပ်စေပါတယ်။အစင်းမြင့်စမ်းသက်ဆက်တွေနဲ့ဗာချူရယ်စနစ်တွေကိုအသုံးပြုပြီးလင်းရင်မှုတွေကိုဒီလိုစမ်းသက်တဲ့လင်းရင်ကိုမောင်းတဲ့အခါ ဖြစ်လာနိုင်တဲ့ထူးခြားတဲ့အခက်အခဲတွေကိုရင်ဆိုင်နိုင်မှုအတွက်ပြင်ဆင်ပေးထားပါတယ်။ App 35အစီအစဉ်ကနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီးမာမိတ်နိုင်ငံတွေဖြစ်တဲ့ Australia, Canada, United Kingdom နဲ့ဥရောပနိုင်ငံများစွာမှပါဝင်ဆောင်ရွက်ထားပါတယ်။ဒီပူးပေါင်းဆောင်ရွက်မှုကမာမိတ်တပ်ဖွဲ့တွေကြားမှာအပြန်အလှန်အကူအညီလှုပ်ဆောင်ပေးဖို့ကိုတေချာစေပြီးတော့ပူးပေါင်းရမယ့်တာဝန်တွေမှာလည်းချော့ချော့မှုမှုလှုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။မာမိတ်နိုင်ငံတွေကကုမ္ပဏီတွေပါဝင်ထုတ်လုပ်တဲ့ရည်တော်ကအိုင်းတာတစ်ခုထိရှိတာကြောင့် ဒီပရိုဂရမ်ကနည်းပညာဆိုင်ရာတိုးတက်မှုနဲ့စီးပွားရေးတိုးတက်မှုတွေကိုလည်းဦးတည်စေခဲ့တယ်လို့ပြောလို့ရပါတယ်။ App 35ရဲ့ကမ္ဘာတဝန်းထုတ်လုပ်တဲ့ကွန်ရက်ကခေတ်သစ်ကာကွယ်ရေး project တွေရဲ့ပူးပေါင်းဆောင်ရွက်တဲ့သဘောတဘာဝကိုတက်သိခံနေတဲ့အချက်တစ်ခုပါပဲ။ App 35ကဆက်ပြီးတော့တိုးတက်နေဦးမှာဖြစ်တာကြောင့်ဒီထက်ပိုပြီးလှုပ်ဆောင်နိုင်စေမဲ့ upgrade တွေကိုလက်ခံဖို့အသင့်ဖြစ်နေပါပြီ။နောက်လာမယ့်အဆင့်မြင့်နေမှုတွေမှာ AI ဘိုင်းမှာအဆင့်မြင့်လာနိုင်ပြီးအလိုလျောက် mounting စနစ်တွေတိုးတက်လာနိုင်တာတွေနဲ့ cyber security နည်းပညာတွေအဆင့်မြင့်လာနိုင်ပါတယ်။ ဒီ upgrade တွေကြောင့် app တာ device ကနောင်လာမဲ့ဆယ်စုနှစ်တွေအတွင်းမှာစစ်လေကြောင်းနည်းပညာရဲ့ထိပ်ဆုံးမှာရှိနေနိုင်ပါပါ။အဲ့ပြင် direct energy rebel အနေနဲ့ hypersonic ဒုံးကျည်တွေလိုမျိုးလက်နက်စနစ်အသစ်တွေထည့်သွင်းတာတွေက app တာ device ရဲ့လှုပ်ဆောင်နိုင်တဲ့တာဝန်တွေကိုပိုပြီးများလာစေပြီးအနာဂတ်လေကြောင်းတိုက်ခိုက်မှုတွေမှာအရေးပါလာမှာဖြစ်ပါတယ်။ app တာ device ရဲ့စွမ်းဆောင်ရည်ကစစ်ပွဲမှာတုံးမှုဆိုရတဲ့ကြော်လွန်ပြီးတော့ nebel တိတိမှာနည်းပညာဆိုင်ရာတီထွင်မှုတွေကိုအရှိန်မြှင့်ပေးနိုင်တဲ့အကူပစ္စည်းတစ်ခုပါဖြစ်လာနိုင်ပါတယ်။ လေရင်ကိုတိဆောက်တဲ့နေရာမှာတုံးထားတဲ့အစင်းမြင့်ပစ္စည်းတွေနဲ့ထုတ်လုပ်မှုနီးပညာတွေကိုပြည်သူတို့အတွက်ဖြစ်တဲ့လေကြောင်းနဲ့စက်သွယ်ရေးကဏ္ဍတွေမှာအသုံးပြုဖို့နီးလန်းတွေရှာတွေ့ခဲ့ပါတယ်ဒီ program ကကမ္ဘာတစ်ဝန်းမှာထောင်ထဲချီတဲ့လုပ်ကိုင်တွေကိုဖန်တီးပေးခဲ့ပါတယ်ပါဝင်ဆောင်ရွက်နေတဲ့နိုင်ငံတွေရဲ့စီးပွားရေးတည်ငြိမ်မှုနဲ့တိုးတက်မှုကိုအထောက်အကူဖြစ်စေခဲ့ပါတယ်စီရေးဘူအရပိုကျပြန်းတဲ့အမြင်နဲ့ကြည့်မယ်ဆိုရင် app 35ကြောင့်လေကြောင်းကုန်ကြောင်းရေကြောင်းအာကာသနဲ့ cyber နယ်ပယ်တွေကလိုအပ်ချက်တွေကိုပေါင်းစပ်ပြီးပန်းနိုင်ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ် ဒီနယ်ပယ်တွေမှာထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် F35 ရဲ့လုံဆောင်နိုင်စမ်းကခေတ်သစ်စစ်တပ်တွေအတွက်အရေးကြီးပြီးမရှိမဖြစ်တဲ့ကိရိယာတစ်ခုဖြစ်လာနိုင်ပါတယ်။ထောက်လိုင်းစောင့်ကြည့်ရင်းနဲ့ရှာဖွေရေးတာဝန်တွေမှာ F35 ကအရေးကြီးချက်လက်တွေကိုစုဆောင်းပြီးသုံးပြတ်ချက်ချမဲ့ရာရှိတွေစီကိုအချိန်နဲ့တပြေးညီပို့ဆောင်ပေးနိုင်တာကြောင့်ရေးပါတဲ့ခန်းခံနာတစ်ခုဖြစ်လာပါတယ်။ F35 Lightning II ကကြီးမားတဲ့ခြေလှမ်းတစ်ခုကိုကိုစားပြုပါတယ်။သွားရှင်လို့မရတဲ့ခြေရာဖြောင်းနိုင်စွမ်းနောက်ဆုံးမော်နီးပညာနဲ့လုပ်ငန်းဆောင်တာမှာလိုက်ရောညီတွေရှိမှုတွေကို တနေရာထဲမှာပေါင်းဆက်ထားတဲ့စီရင်လေကြောင်းနီးပညာရဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်နီးပညာဆိုင်ရာထူးခြားချက်တွေကိုကြော်လွန်ပြီးအက်သာဒီဘိုက်ဟာရှုပ်ထွေးတဲ့စစ်မြေပြင်မှာအလွယ်တကူအသုံးပြုလို့ရလာကြောင်းခေတ်သစ်စစ်ပွဲတွေမှာပြောင်းလဲဖြစ်စေတဲ့အရင်းမြစ်တစ်ခုဖြစ်လာပါတယ်နေရာမျိုးစုံတွေကလည်းချက်လက်တွေကိုစုဆောင်ပြုပြင်ပြီးမျှဝေပေးနိုင်စွမ်းကအက်သာဒီဘိုက်ကိုအားကောင်းတဲ့ကရိယာတစ်ခုဖြစ်စေပြီးတော့လေကြောင်းတပ်ဖွဲ့တွေကိုလည်းအန်နီယေဘော်မူတည်ပြီးတုံ့ပြန်လှုံ့ဆော်စေနိုင်ပါတယ်သူ့ရဲ့ထူးခြားတဲ့ future တွေတဲကတစ်ခုကတော့ဥပပေါင်းဆောင်ရွက်မှုတွေမှာတခြားလီရင်တွေ ရေတပ်သင်းမောတွေမြေပြင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးညှိနှိုင်းထားတဲ့စစ်တပ်ကွန်ရက်တခုကိုဖန်တီးပေးနိုင်တာပါပဲဒီစွမ်းရည်ကစစ်စင်ရေးတွေရဲ့ထိရောက်မှုကိုမြင့်တင်ပေးုံသာမကအခြေအနေပြောင်းလဲသွားတဲ့အခါမှာလဲမာမိတ်တပ်ဖွဲ့တွေအနေနဲ့အသာစီးရအောင်ကူညီပေးနိုင်ပါတယ်စစ်စင်ရေးတာဝန်မျိုးမျိုးမှာလေကြောင်းတာစီးရယူခြင်းတိကျတဲ့တိုက်ခိုက်မှုတွေထောက်လိုင်းအချက်လက်စုဆောင်းခြင်းနဲ့ electronic လက်နက်တွေမှာလိုက်ရောညီတွေရှိတာမျိုးကခိမီစီရေးပြူအတွက်တော့မရှိမဖြစ်အရာတစ်ခုဖြစ်စေပါတယ် ကာဝေးဗျူဟာတွေကပေါ်လာတဲ့ချိန်ချောက်မှုတွေကိုကင်တွယ်ပြင်ရှင်းဖို့ဥတည်လာတဲ့မြလာမယ့်ဆယ်စုနှစ်တွေမှာ F35 ရဲ့ T20 စမ်းသစ်တဲ့စနစ်တွေဟာအရေးပါလာမှသိကြပါရယ်။ software upgrade တွေနဲ့ modular မြင့်တင်နိုင်စွမ်းဟာ F35 ရဲ့အနာဂတ်အတွက်ပါကြိုတင်ပြင်ဆင်ထားတယ်ဆိုတာပေါ်လွင်စေပါရယ်။နည်းပညာစမ်းသစ်မှုနဲ့လက်တွေ့လုပ်ငန်းတွေပေါင်းစပ်ထားတာကြောင့် F35 ဟာအစ်လျင်တစည်းဆိုတာထက်ပိုပါရယ်။မတိကြတဲ့ကမ္ဘာကြီးမှာကမ္ဘာတည်ငြိမ်မှုကိုထိန်းသိမ်းနေတဲ့စီးရေးစွမ်းအပြတ်တော့ဖို့အတွက်အရေးပါတဲ့ရင်းမြစ်တစ်ခုပဲဖြစ်ပါရယ်။ အပ်တာဒီဘရဲ့စိတ်ကူးကနေအမှန်တကယ်ဖြစ်လာတဲ့ခီးကအရေးပါတဲ့မှတ်တိုင်တွေစိန်ခေါ်မှုတွေနဲ့အပြည့်ပါပဲအစောပိုင်းတိစောက်မှုမှာအဆင်မပြေတာတွေနဲ့ကုန်ကြစရိတ်တွေများနေခဲ့ပေမဲ့ဒီပရိုဂရမ်ဟာအောင်မြင်မှုကြီးတစ်ခုပြည့်ပေါ်ထွက်လာခဲ့ပြီးတော့စီရေးစီမံကိန်းရေးဆွဲသူတွေရဲ့မျှော်လင့်ချက်တွေထက်တောင်ကျော်လွန်နိုင်တဲ့လေရင်တစ်စီးကိုတီထွင်နိုင်ခဲ့ပါတယ်အပ်တာဒီဘကိုကဘာတဝဲမှာဆက်လက်အသုံးပြုနေတာကြောင့်လေချောင်းစစ်ပွဲနဲ့စီရေးပြူဟာနာခဲ့ပေါ်လွှမ်းမိုးနိုင်နေဆိုတာငြင်းလို့မရပါဘူးအပ်တာဒီဘလက်တင်တူကစစ်လေရင်တစ်စီးတက်ကိုပို့ပါတယ် တန်တစ်တီထွင်မှုတွေပူပေါင်းဆောင်ရွက်မှုတွေနဲ့အကောင်းဆုံးဖြစ်အောင်မဆုံးမနစ်ကြိုးစားမှုတွေရဲ့အစွမ်းကိုတက်တည်ပြနေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။